ဘလို့ပေါင်းသင်းဆက်ဆံရေးမှုမှာမဆိုညှိနှိုင်းမှုဆိုတာရှိတဲ့ ਨੇ အထူးသဖြင့်သမီးရီစာနှစ်ဦးကြားချစ်သူကြားဆက်ဆံရေးမှာဆိုလို့ရှိရင်ညှိနှိုင်းမှုဆိုတာကပုံပြီးတော့ရှိတင်သေးတယ်။ဒီတော့အမှုပညာဆက်ဆံဘလို့ညှိနှိုင်းမှုမျိုးလုပ်ရမလဲဆိုတာကိုသိရဖို့အတွက်ဆရာဦးရဲ့ဉာဏ်စိတ်ပညာကိုဖိတ်ခေါ်ထားပါရစေ။မင်္ဂလာပါဆရာ။မင်္ဂလာပါသမီး။သမီးရီစာ relationship တွေကြားထဲမှာလေဘလို့အကြောင်းအရာတွေကိုအဓိကထားပြီးတော့ညှိနှိုင်းရမလဲဆရာ။ Okay ဒီမေးခွန်းကလေတအားနူးညံ့ပြီးတော့တအားရှုပ်ထွေးပါတယ်။ဘလို့အကြောင်းအရာတွေကိုကျွန်တော်အဓိကထားပြီးတော့ညှိနှိုင်းမလဲဆိုရင်နှစ်ဦးနှစ်ဖက် win-win situation ရဖို့အတွက်အဖြေတစ်ခုကိုဥတည်ပြီးတော့ဆောင်ရွက်ရမယ့်ကိစ္စမျိုး reset ရမယ့်ကိစ္စမျိုးကြတော့ညှိနှိုင်းတင်ပါလေငါနိုင်ဖို့တူနာဖို့ဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့သူရောကိုရော win-win situation ရဖို့အတွက်ကိုညှိနှိုင်းတင်ပါလေဥပမာဆိုပါစို့သမီးစားဖြစ်နေတာဖြစ်တဲ့အတွက် marriage လုပ်မဲ့အချိန်ကြီးပြီးတော့မင်္ဂလာပွဲလုပ်မဲ့အနေအထားကြီး ကိုချစ်သူကဘလောက်တက်နိုင်နေကိုကဘလောက်တက်နိုင်နေကိုလှုပ်ချင်တဲ့မင်္ဂလာပွဲကြီးอ่ะအဲ့ပမာဏတက်များနေပြီဆိုရင်ချစ်သူနှစ်ဦးကြာမှာညှိနှိုင်းမှုလူလာပါပြီအမိမအများကကြွယ်ဘူးကြွယ်ဝဖြစ်တယ်ဆိုရင်တော့လက္ခဏာမရှိဘူးပေါ့သူတို့တွေဆောင်ပေးရဆိုရင်ကိုလိုချင်တဲ့အတိုင်းတာတိဆောင်ပေါ့ဒါတော့မှမိမတွေပေးနိုင်တဲ့ပမာဏတက်တာလုံနဲ့မင်္ဂလာပွဲမျိုးလုပ်မယ်ဆိုရင်တော့ဇာတို့ညှိဖို့နှိုင်းဖို့လူလာပြီဘယ်လိုအခြေအနေမှာညှိနှိုင်းဖို့လူလဲဆိုရင်တော့ အဓိကကြပြီးတော့ဘဝအတွက်နှစ်ယောက်သားလက်တွဲရိုးရမယ့်အခြေအနေမျိုးတွေမှာညှိနှိုင်းတင်တယ်လို့ဆရာအကြံပြုချက်ပါတယ်ဟုတ်ကဲ့ပါဆရာညှိနှိုင်းမှုလုပ်တဲ့အခါမှာလေကိုယ့်ပါတနာကရောညှိနှိုင်းမှုကိုလက်မခံတဲ့အခါမှာအမှုပညာဆက်ဆံဘယ်လိုညှိနှိုင်းမှုတွေလုပ်တင်လဲဆရာ very good အဲ့တော့ညှိနှိုင်းခြင်းဟာအမှုပညာတစ်ရက်ပဲဆရာတို့မှာရှိတဲ့နေထိုင်မှုအမှုပညာသင်ကြားခြင်းအမှုပညာချက်ချင်းအမှုပညာညှိနှိုင်းခြင်းဟာလည်းအမှုပညာပါပဲလေအဲ့တော့ဆရာတို့ညှိနှိုင်းနေဆိုတာဟာဘာဖြစ်လို့ညှိနှိုင်းရတာလဲဆရာတို့မြန်မာမှာစကားပုံရှိတယ်စားရမှာလေ သေးတရရှက်ပြည့်ရမှာလေအစီတဝင်းဝင်းဒီလိုကိစ္စမျိုးကြံကျတော့ညှိနှိုင်းရပါပြီအဲ့တော့အမှုပညာဆန်ဆန်ညှိနှိုင်းဖို့ဆိုရင်တော့ဆရာကနပြောသလိုပါပဲသူနိုင်ကိုနိုင်သူအကျိုးရှိကိုအကျိုးရှိဆိုတဲ့ညှိနှိုင်းမှုမျိုးကိုဆရာတို့ညှိနှိုင်းရပါမယ်ဒါပေမဲ့တခါတရံမှာတော့တမီးရဲ့56ရာဂိုင်းတုံးနဲ့ sorry 57ရာဂိုင်းလုံးနဲ့59ရာဂိုင်းလုံးဖြစ်သွားနိုင်တယ်ညီတိုင်းတဲ့အခါမှာ50 50အတိဖြစ်ချင်မှဖြစ်မှာ तू က57ရာဂိုင်းလုံးဖြစ်မယ်ကိုက59ဖြစ်မယ်ငါဘာလို့ဖြစ်လို့ 50အပြည့်မရရလဲဆိုပြီးတော့တင်းခံနေမဲ့အစားချစ်ချင်းတရားကိုအခြေခံပြီးတော့အမှုပညာဆန်ဆန် short pop ပေးခြင်းဖြင့်ကိုချစ်သူက51ကိုက49ရလိုက်တာမျိုးကိုက51 ကိုချစ်သူက49ရလိုက်ပြီးတော့ညှိနှိုင်းနိုင်မယ်ဆိုရင်ဒီချစ်သူသမီးသားမြောက်ဟာပျော်ရွှင်တဲ့အနာဂတ်ကိုရောပျော်ရွှင်တဲ့ပြစ္ဆုတ်ပံကိုရောပိုင်ဆိုင်ပါမယ်လို့ဆရာပြောချင်ပါတယ်။ဟုတ်ကဲ့ပါဆရာ။ဆိုတော့နောက်တစ်ခုကကြတော့လေလုံးဝညှိနှိုင်းမှုမလုပ်သင့်တဲ့အကြောင်းအရာလို့ပြောပါဆိုလို့ရှိရင်ရောဘယ်အကြောင်းအရာဖြစ်မလဲဆရာ။အာအရန်ကောင်းတယ်မိကုန်မယ်။လုံးဝညှိနှိုင်းမှုမရှိတဲ့ညှိနှိုင်းမှုမျိုးဆိုတာကတော့ဘယ်လိုခေါ်မလဲဆိုရင်တော့ 100%ငါတာကျင်နေဆိုတဲ့ညှိနှိုင်းမှုမျိုးပေါ့ဥမာကျတော့လက်ဝတ်ထိုးတဲ့အခါမှာ win win saturation နဲ့ထိုးလို့မရပါဘူးတစ်ဖက်သားလဲကိုလဲသွားမှ နိုင်ပါပေါ့ချစ်သူတမီးကြီးစားနှစ်ယောက်ဘဝတစ်ခုဘဝနှစ်ခုပေါင်းမယ်စသဖြင့်ရှေးအနာဂတ်ကိုတည်ဆောက်မဲ့အခါမှာကျတော့လက်ဝတ်ထိုးနေတာမဟုတ်ဘူးတစ်ဖက်သားလဲသွားမှကိုအနိုင်ရမှာမဟုတ်တာဖြစ်တဲ့အတွက်သူလဲအဆင်ပြေကိုလဲအဆင်ပြေ ရှင်လဲလျှောက်လို့ရအောင်ပြားလဲဆွဲလို့ရအောင်ငွေလဲဆူခိုးလို့ရအောင်ဒုတ်လဲမကျိုးရအောင်စသဖြင့်တယောက်နဲ့တယောက်နားလည်မှုနဲ့ညှိနှိုင်းတာမျိုးကောက်တချို့ကြတော့ညှိနှိုင်းတယ်ဆိုပြီးတော့ခေါင်းစဉ်သာတက်ထားတာငါ့ကိုဒါလိုက်လျောဆိုတဲ့ဟာမျိုးကြီးဖြစ်နေတယ်ဒါဆိုရင်တော့ညှိနှိုင်းတာမဟုတ်တော့ဥမာဆိုပါစို့မင်းမင်းကလေးဖြစ်တယ်ငါတို့အိမ်တော်ပြူပြီးရင်မင်းကမိခင်ပဲလှုပ်ရမယ်လှုပ်နေတဲ့အခုလက်ရှိအလုပ်ကထွက်လိုက်ဒါဟာညှိနှိုင်းတာမဟုတ်တော့ အဲ့ဒါနော်ငါယောက်ျားဖြစ်တယ်ငါကအိမ်တော်ဦးစီးဖြစ်တယ်မင်းကမိမသားအိမ်တွင်းမှုထုတ်တိုင်းထုတ်သေးချာအလုပ်ပဲလုပ်တော့ဆိုပြီးတော့လုပ်လိုက်တဲ့ဟာမျိုးဆိုရင်တစ်ဖက်သားက तू တက်ထားတဲ့ပညာတွေ तू ဆောင်ရွက်ထားတဲ့အဝန်းအဝိုင်းတွေ तू အကျိုးပြုနေတဲ့ပတ်ဝန်းကျင်တွေနဲ့သူခင်ဗျာ မျက်ရည်နဲ့မျက်ခွက်ဖြစ်သွားမယ်။ဒါဆိုတော့ဆရာတို့ကညှိနှိုင်းတာမဟုတ်တာဖြစ်တဲ့အတွက်မလူလားအပ်တဲ့ညှိနှိုင်းမှုမျိုးကိုအဲ့ဒီလိုအခြေအနေမျိုးညှိနှိုင်းမှုမျိုးလို့ဆရာကနာမည်တက်ချင်ပါတယ်။ဟုတ်ကဲ့ပါဆရာ။အစုံအနေနဲ့ပြောမယ်ဆိုလို့ရှိရင် relationship သမီးစာတွေကြားထဲမှာညှိနှိုင်းမှုကဘယ်လောက်တောင်အရေးပါတယ်။မဖြစ်မနေညှိနှိုင်းသင့်တယ်။ညှိနှိုင်းသင့်တဲ့အကြောင်းအရာတွေအားသာချက်တွေပြပေးပါအောင်ဆရာ။ ဗျာ။ဟာ very good ။ဟာဆရာတော်တော်များများကြားဘူးတာပေါ့နော်။ဆရာမှလည်းသားရှိတယ်။ဆရာသားလည်းဟို teen ager တော့မဟုတ်တော့ဘူးပေါ့လေ။20အစိတ်ဆိုတော့သူမှလည်းချစ်သူကြီးစားနေနေပေါ့။အဲ့တော့ပြဿနာကသမီးရဲ့ဆရုနိုင်ငံမှာရှိတဲ့အမျိုးသမီးတွေပဲပြောပဲပြောပြောပေါ့နော်။ဟိုအမျိုးသားတွေပဲဆူဆူပေါ့။ကျောင်းနိုင်ငံ culture ကပေါ့။သမီးနဲ့ကြီးစားဖြစ်သွားတဲ့အခါကျရင်သမီးကသမီးကြီးစားရဲ့ဖုန်းကိုအဆအဆုံးကြည့်ချင် password ငါ့ကိုပေးတာငါကိုယ်တိုင်ကြည့်မယ်ဒါ Facebook ထဲကိုဝင်ကြည့်မယ်အဲ့လိုပဲသမီးကြီးစားကလည်းသမီးရဲ့ဖုန်းတွေဘာတွေကိုအပြည့်အဝကြည့်ခြင်းဒါမှန်လားဆိုရင်တော့ဘုံနဲ့ကြည့်လိုက်လို့ရှိရင်ချစ်သူနှစ်ယောက်ဖြစ်တဲ့အတွက် two in one ပေါ့ဤအဲ number one တစ်ခုဖြစ်တော့သမီးတို့ကတယောက်အကြောင်းတယောက်ကြည့်ကြတော့ဒါပေမဲ့သမီးရဲ့တကယ်တော့ဆရာတို့ကလူစံစံဖြစ်လာတာဖြစ်တဲ့အတွက်သမီးရဲ့ privacy ကိုသမီးချစ်သူကလေးစားရမှာဖြစ်တယ်လို့သမီးချစ်သူရဲ့ privacy ကိုလည်းသမီးကလေးစားရမှာဖြစ်တယ်။အဲ့တော့ဘာဖြစ်ဖို့လို့လိုလဲဆိုရင်တော့ သူ့ရဲ့ယူသားဖြောင်းမှန်းမှုသူ့ရဲ့တည်ကြည်မှုသမီးရဲ့ယူသားဖြောင်းမှန်းမှုသမီးရဲ့တည်ကြည်မှုကိုနှစ်ဦးနှစ်ဆက်နှစ်ဖက်စလုံးက trust ဖြစ်နေလို့ပါတယ်ဒါဆိုရင်သမီးဖုန်းကိုလည်းယူမကြည့်ဘူးသမီးရဲ့ privacy နဲ့သမီး life ဆိုတာရှိမယ်သမီးရဲ့လူတစ်ယောက်ချစ်တာဟာဘဝနှစ်ခုကို100%ပေါင်းလိုက်တာမဟုတ်ဘူးနှစ်ယောက်ကဘဝရဲ့အစိတ်အပိုင်းတစ်ခုဆိုပေါင်းပြီးတော့ချစ်ကြခင်ကြကျင်နာကြဘဝတစ်ခုတိဆောက်ကြတာသမီးမှာသမီးရဲ့တခြားအပိုင်းတွေရှိမှာပေါ့သမီးချစ်သူမှာလည်းသမီးချစ်သူရဲ့တခြားအပိုင်းတွေရှိမှာပေါ့အဲ့ဒီဟာတွေကိုဆရာတို့ကလိုက်လံပြီးတော့ ပါဝင်ပတ်သက်နေမယ်ဆိုရင်တော့ညှိနှိုင်းတာမဟုတ်တော့ဘူးဒါကြောင့်ညှိနှိုင်းမှုဆိုတာဟာ နှစ်ဦးနှစ်ဖက်အစဉ်ပြေအောင်တစ်ဖက်သားကိုနားလည်ပြီးတော့ညှိနှိုင်းတာမျိုးကိုညှိနှိုင်းနေလို့ခေါ်ပါတယ်။ဒါကြောင့်တစ်ဖက်သားရဲ့အနေအထားနဲ့သူတို့သွားနေတဲ့ life ပေါ်မှာမြတ်မြတ်တတ်တာကြည့်ရှုပြီးတော့စီးမျိုးနိုင်တာဟာချစ်ဖို့ကောင်းတဲ့မျက်နှိုးဖို့ကောင်းတဲ့တန်ဖိုးထားဖို့ကောင်းတဲ့ညှိနှိုင်းမှုအမှုပညာလို့ဆရာပြောခြင်းပါဟုတ်ကဲ့ပါဆရာအခုလိုရှင်းပြပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဆရာလည်းရှင်းပြခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အခုပြပြသွားတဲ့အကြောင်းအရာတွေကတော့သမီးစားဆက်ဆံရေးတွေမှာညှိနှိုင်းခြင်းကဘယ်လောက်တောင်အရေးကြီးလဲဆိုတာကိုပြပြပေးသွားရပဲဖြစ်ပါတယ်နောက်ထပ်နောက်ထပ်မှာလည်းဒီထက်ပိုပြီးတော့စိတ်ဝ ်စားစရာကောင်းတဲ့အချက်လက်တွေကိုတင်ဆက်ပေးမှာမို့လို့စောင့်မျှော်ကြည့်ရှုအားပေးပါအောင်နော်။ Okay, TV လား။